လက်စပြားလုံးပဲမင်္ဂလာပါတောင်းခုတစ်ခေါက်ပါတော့ဖွေးစီတို့ဟောစုဖွဲ့တွေကတော့အိန္ဒိယဘက်ကိုစုပြီးတော့ဝိုင်းဟောင်းနေကြပါပြီတမူခင်ပကဖတ်ဆယ်ဦးကိုအိန္ဒိယစစ်တပ်ကနေလာရောက်ခေါ်ဆောင်ပြီးတော့ပြစ်တက်လိုက်တဲ့ကိစ္စကိုအလုံး TV ဖြစ်မှာပါเนาะအဲ့ဒီကိစ္စအပါအဝင်လက်ရှိအိန္ဒိယကမြန်မာဘက်အချမ်းကိုခြံစည်းကိုတိုးခတ်နေတဲ့ကိစ္စအပါအဝင်အလုံးပေါင်းအချက်၅ချက်ကိုမြို့သားညီညီအစိုးရ NUG ကအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်အချက်၅ချက်တောင်းဆိုလိုက်တယ်အဲ့တော့မင်းတို့အစိုးရရဲ့ရုံးကဘယ်နားမှာလဲကွာ အိန္ဒိယဒီကိစ္စလုံးဝကိုမလုပ်တဲ့ကိစ္စဒါပေမဲ့အိန္ဒိယရဲ့တမိုင်းရရှိခဲ့တယ်တချင်ရတဲ့ရခိုင်ခေါင်းဆောင်တွေကိုအစည်းအဝေးခေါ်မယ်ဆိုပြီးတော့သူတို့အိန္ဒိယတဲ့ကိုခေါ်တယ်အကုံလုံးကိုဖမ်းဆီးတပ်ပစ်ခဲ့တဲ့တမိုင်းရှိခဲ့တယ်မိုက်ကြီးတလုံးနဲ့စကားကိုမပီကလာပီကလာနဲ့စနဲ့တအားမသိတဲ့အကောင်ကငါတော်တော်ငါအောက်ွယ်တဲ့ဒီကောင်ဘာလို့လဲဆိုတော့နိုင်ငံရေးဘူးတူတာဘာမှမသိဘူးဒီကောင်နိုင်ငံရေးပညာဉာဏ်ဘာမှမရှိဘူးအခုဆိုလို့ရှိရင်ခုံတစ်လုံးနဲ့ထိုင်ပြီးတော့အမဲသူကသတင်းတာတာလို့လို့ဘာလို့လို့ နော်ဒိဋ္ဌမိုင်းတွေကကျွန်တော်တို့ကပျောက်ခဲ့တဲ့အရာတွေမဟုတ်ဘူးအခုလည်းပကဖ10ဦးကိုမြန်မာနိုင်ငံထဲမှာစကမ်းချထားသူတို့နယ်ထဲမှာစကမ်းဝင်ချထားတာမဟုတ်ဘူးမြန်မာနိုင်ငံပိုင်တဲ့ထဲမှာပဲစကမ်းချထားတဲ့ပကဖ10ဦးကိုစစ်စင်းပြီးခေါ်စရာရှိတယ်ဆိုပြီးလာရောက်ခေါ်သွားတယ်အော်သူတို့လာခေါ်လဲဆိုတော့ဒီဘက်ကလည်းအသာကြီးလိုက်သွားတယ်ပြီးလဲပြီးတော့အကောင်လုံးကိုဖိတက်ပလိုက်တယ်အဲ့တော့အိန္ဒိယရဲ့ရုပ်မှမှုကဒါတော်တော်ယွန်းစရာပါကစ္စတန်နဲ့တွေ့တဲ့အချိန်ကျတော့အလံပြူလေးထောင်ခဲ့တဲ့နော်ခွေးသားတွေကအခုကမြန်မာကို ်နော်မြေနှိပ်ရလှန်ဆိုင်လာအနိုင်ကျင့်တဲ့လုပ်ရအခုဒီကိစ္စနဲ့ပတ်သက်လို့မြူလာညီညီအစိုးရ UNG ကတော့အိန္ဒိယအစိုးရကိုအချက်၅ချက်တောင်းဆိုလိုက်တာဖြစ်ပါတယ်အိန္ဒိယကတမူးခရိုင်တမူးခရိုင်မှာခြံစည်းဟုတ်ကားနေတဲ့အိန္ဒိယကအဲ့ခြံစည်းဟုတ်ကားတာကိုမြန်မာထုံးစံတိုင်းပေါ့ဗျာတရုတ်လုံးမှလည်းဒီလိုပဲတိုးကားခဲ့တာပဲတရုတ်လုံးကဒီဒီတို့အစိုးရလက်ထက်ဖြစ်ဖြစ်တဲ့အတွက်ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့အန်ဒီအစိုးရဟာတရားဝင်ကဘာတိကန့်ကွက်ခဲ့တဲ့အတွက်တရုတ်နိုင်ငံဟာအဲ့ဒီခြံစည်းဟုတ်ကားမှုကိုနောက်ပြန်ဆုတ်ခဲ့ရတယ် နော်အခုအိမ်ကြီးရတဲ့ဒီလိုပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တည်ထားမှာကျွန်တော်တို့နိုင်ငံမှာရှိတဲ့အိမ်ကြီးနားချင်းတွေကတကောင်မှစောက်ကြည့်မကောင်းတဲ့ကောင်လေးပဲကောင်းလို့နော်ဒီမြန်မာမြေကနေနည်းနည်းရနည်းနည်းဖဲ့မဲ့အကောင်မျိုးကြီးပဲကောင်းလို့နော်အကောင်လုံးအကောင်လုံးဘင်္ဂလားဒေ့ရှ်နော်အိမ်ကြီးရတရုတ်ထိုင်းစသဖြင့်မြန်မာအပေါ်ကိုစေတနာဖြူစင်စွာနဲ့ဆက်ဆံတဲ့နိုင်ငံဘယ်နှနိုင်ငံရှိတယ်အဲ့ဒီမြန်မာနဲ့ဆက်ဆီဆက်နေတဲ့နိုင်ငံတွေတဲမှာဟုတ်တယ်မလားဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်နော်ထိုင်းလာအိုကနည်းနည်းထိတာပေါ့ ဆိုအဲ့ဒီအဲ့ဒီစက်တဲ့အများဆုံးဖြစ်နေတဲ့နိုင်ငံတွေထဲမှာမြန်မာဘောကိုစေတနာဖြူစင်တာဘယ်နှနိုင်ငံရှိတယ်ပြန်ကြည့်ပါအဲ့တော့လက်ရှိအိန္ဒိယလောက်ရကအင်မတန်စုပ်ပဲ့တဲ့လောက်ရနော်ဒီပါကစ္စတန်နဲ့ဗတ်တန်နဲ့ကောင်းမျိုးတွေပါကစ္စတန်ဝင်ကျိတ်တဲ့အချိန်ကျတော့အလံပြူထောင်ပြီးတော့ခွေးပြေဖို့ပြေးရတယ်နေဆက်မှာနော်အဲ့တော့ပါကစ္စတန်ပုံစံမျိုးပြန်လဲတုတ်ပြန်နိုင်မှအိန္ဒိယကတောင်းအောင်ကြမဲ့ကောင်းမျိုးတွေအခုလက်ရှိတမူးခေတ်မှာဖြစ်တဲ့ပြဿနာကနေသူတို့နေဆက်ချန်စီကိုကားတယ်ကားတဲ့သူကဒီဘက်ကပတ်ကဖားနေကန့်ကွက်တယ် နော်အဲ့ဒီအတွက်ပကဖနဲ့လာခေါ်ပြီးဖမ်းပြီးတပ်လိုက်တယ်ပြဿနာဒါပဲအခုဒီကိစ္စကို MG အစိုးရကတရားဝင်နော်ကန့်ကွက်ထားတယ်တောင်းဆိုထားတယ်ဒါအောင် MG ဘက်ကဘလို့တုတ်ပြန်မလဲလို့ပြောမတတ်သေးဘူးနော်အဲ့တော့ဒီကိစ္စကပတ်သက်ပြီးတော့စစ်တပ်ထောက်ခံတဲ့ဘောမှနေပြပြောဆိုတော့အာသူတို့တွေအားရတယ်ဟုတ်ကျွန်တော်ပြောမယ် MG ကိုမကြိုက်တာမကြိုက်တာတခြားလက်ရှိဖြစ်နေတာဒီမြန်မာနိုင်ငံရဲ့အချုပ်အခြာမြေပုံကိုခြံစည်းတိုးကာနေတဲ့အိန္ဒိယကအဲ့ဒါကိုသူတို့ကပြောတယ်ဆိုတော့လက်ရှိစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းဟာ နော်သူတို့ကဘာလာလာပျော်လဲဆိုတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဘုရင်ကပြောသလိုတကယ်တိုင်းပြည်ပေါ်စေတနာရှိတယ်လားစစ်တပ်ပေါ်စေတနာရှိတယ်လားပြည်သူပေါ်စေတနာရှိတယ်လားစစ်ဘုံချုပ်တွေပေါ်စေတနာရှိတယ်လားအဲ့ဒါအပြည့်ရှင်းနေတယ်နော်ဒါပေမဲ့ဒီတော်နိုင်ရင်ကအလုံးနဲ့တည်ကြီးရဖြစ်ပါတယ်နော်ကျွန်တော်တို့မှမျက်နှာငယ်စရာကြီးပဲထိုင်းနယ်စပ်တောက်လျှောက်အခုလက်ရှိထိုင်းနယ်စပ်မှာရှိတဲ့စခန်းတွေကိုတော်လိုင်းအင်အားစုတွေဘက်ကတိန်းနိုင်တဲ့အတွက်ဒါတမျိုးတစ်ဖုံအတန်ထွက်လာတာ ဲ့တော့မတိတ်နိုင်ကြည့်ပါလားကျွန်တော်ဘယ်လိုခံခဲ့ရလဲအရှင်မဒါကြောင့်မို့လို့ကျွန်တော်တို့တော်နိုင်ရည်ရနိုင်အောင်လာတိုက်ကမယ်ကျွန်တော်တို့အနေထားတစ်ခုကိုရောက်တဲ့နေ့နေပြည်တော်မှာ PDF တွေယုံသွားဆိုင်နိုင်တဲ့နေ့ကြီးအဲ့ဒီအိန္ဒိယတို့အာဆီယံတို့ချက်ချင်းရောက်လာလိမ့်မယ်အဲ့ဒါအဖြေပဲအဲ့တော့ကျွန်တော်နောက်နှစ်တစ်ထောင်တော့မဖြစ်နိုင်ဘူးတို့ကအရင်လုံနိုင်အောင်လုပ်ပြမယ်လုပ်ပြပြီးကျွန်တော်တို့ကိုလှုပ်ထားတဲ့ကောင်းလေးကိုကျွန်တော်တို့ဘယ်လိုပုံစံပြန်ဆက်ဆံမလဲအဲ့ဒါအရေးကြီးဆုံးချက်ပဲเนาะကျွန်တော်တို့ကအခြားနိုင်ငံမှာပြောနေအခုတဘော့ ကိုဒေတာမှာနော်သခိုင်းတိုင်းမှာရှိတဲ့ဗန်မျိုးနဲ့ဒီမျိုးနဲ့မှာရှိတဲ့လုပ်ငန်းရှင်တွေတယောက်မှတော်လိုင်းရောမထောက်မှန်ထားဘူးโอเคကောင်းပြီတော်လိုင်းအောင်မြင်တဲ့အဲ့စောက်ွက်တွေလာခဲ့ကျွန်တော်ပြက်ပြက်သားသားပြောလို့ရတယ်အဲ့တဘောပဲဟုတ်တယ်မလားဘယ်တိုင်းဘယ်ဌာနဗန်မျိုးနဲ့တော်လိုင်းနဲ့ပတ်သက်လို့ဒေါက်အေအော်ဒီတိုင်းအေအော်ဒီတိုင်းမှာတကယ်တော်လိုင်းရောထောက်မှန်ထားတာဘယ်လောက်ရှိတယ်အေးတော်လိုင်းအေအော်ဒီတိုင်းနဲ့ဝင်တဲ့အချိန်ကျရင်အဲ့လိုလာပြီးတော့လာကြည့်ပြက်ပြက်သားသားခံရလို့ရတယ်အဲ့ဒါအဖြေပဲဒါကြောင့်မလို့နိုင်ငံတကာအနေနဲ့လည်းကျွန်တော်တို့က က်ပြတ်တတ်တတ်ကင်တယ်ဖို့အတွက်ကျွန်တော်တို့အနေသားတစ်ခုရောက်ဖို့တော့လိုအပ်တယ်။အဲ့လိုမဟုတ်ရင်ကျွန်တော်တို့ကကိုတင်ကပြောလို့နိုင်ငံတကာအနိုင်ကျင့်မှုကိုခံရမှာပဲမြင်လိုက်ရလှန်ဆိုင်ခြင်းနဲ့လောကကြီးမှာဒါမထူးဆန်းဘူး။ဒါကြောင့်မလို့ကျွန်တော်တို့စီးလုံးညီညွတ်စွာနဲ့နယ်မြေတွေပိုင်ဆိုင်အောင်လို့တိုက်နိုင်ဖို့အရေးကြီးတယ်။ကျွန်တော်တို့အနေသားတစ်ခုရောက်လာရင်အဲ့ဒီလူတွေကျွန်တော်တို့ရှေ့ရောက်လာနိုင်မယ်။တို့ရောက်မှာလည်းမလို့ရဲ့ပြောမှန်းတာတဲ့အနေထားနောက်နှစ်တထောင်တော့မရောက်ဘူးเนาะမလို့ရဲ့စောက်ရှူတော်တယ်ရေတောင်းသာတော်တယ်ရေဆိုတာလေပြီးသွားပြီပေါ့เนาะ အားလုံးကုကျိုးစီပွားတွေလုပ်ပြီးတော့နော်ချမ်းသာတယ်ကောချမ်းသာတယ်နော်တကြနိုင်မှာကုလုံးလည်းကောကုလုံးပြီးတော့မလို့မြှောက်ပြီးအမင်းလည်းပါဝင်လို့ပါချားလိုက်မှနေပြီးတော့ပြီးတော့မှရှိတဲ့လုံငွေတွေ PDF တွေရှောင်းမြှောက်ပြီးတာမဟုတ်လို့ NGO လောက်မှရှိတဲ့ဒီ PDF တမူးပကပအဖွဲ့တွေကနေကြော်တဲ့အတွက်အိန္ဒိယဆော်လို့လိုက်တာနေတော်လေးသေးတယ်နော်အားလုံးကျေးဇူးတင်ပါတယ်